ဒီနေ့လာနေဝေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ရံများမယ်အပြိုင်ဆိုင်များမယ်အပျက်စီးပျောက်ရှာများမယ်ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလောက်ကဲမှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်အလွယ်တကူရခြင်းမရှိဘူးဆက်ပစ္စည်းပြည့်စစ်ပစ္စည်းများဝယ်ယူမြှုပ်နှံခြင်းမပြုရဘူး ပစ္စည်းလောင်ခြင်းဈေးကစားခြင်းမပြုရဘူးကြိုတင်စီမံပြီးလုပ်ခြင်းနဲ့ပေါ်ပေါက်လာတဲ့ခွင့်ရေးတို့ကိုသုံးသပ်အသုံးချပြီးလုပ်တာအကျိုးပေးတယ်တပားသူပေါ်ယုံပြီးလွှဲပြီးလုပ်တဲ့လုပ်မှန်သမျှစိတ်နှောင်ရှက်ရှိမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်လူပင်ပန်ဖြစ်မယ်မြောင်းရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မင်းစံတိုင်းကွင်းနဲ့ဆက်နိုင်ကြသွားလာနေ thank you ဆက်ရမယ် နှစ်ရက်နေရအရာရာကောင်းသောကံကြမ္မာနဲ့တိုးတက်သောကံတွေပေါ်ပေါက်လာမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောကံချင်းရဲ့အကျိုးဆက်ကိုရမယ်၃ရက်နေမှာရပိုင်권နဲ့လက်ဝဲပြန်ရခြင်းအစဉ်ပြေခြင်းရှိ၄ရက်နေငွေကြေးကံလုပ်ငန်းကံစီးပွားကံကောင်းမယ်အလုံးအကျန်စီအောင်မြင်မယ်သို့သောအရှိရကုတ်ဒီသွားစီရတဲ့ရှိတဲ့တဲ့မနဲ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထား ၅ရက်နေ့မှာရှင်ပြိုင်မှုမသမျှအမြင်ခြင်းဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းနဲ့ရှိ၆ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးခြင်းရံများခြင်းတိုက်ခတ်များခြင်းနဲ့ကြောင်းမယ်၇ရက်နေ့ကတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝရည်မှန်ချက်တိုးတက်ခြင်းအရာရာစင်ပြေသောနေထိုင်နဲ့တည်လန်းပွင့်ပေါ်ကြိုးပမ်းခြင်းတို့ကိုခြုံတွေ့နိုင်ပါတယ်ဒီတစ်ပတ်တော့ကာလအတွင်းမှာဇာတာပရိနေသောက်ချန်နေအင်္ဂါနေဝိသုတွေ ကောင်းကျိုးပေးတယ်ဗုဒ္ဓနဲ့မွေးသူများစနေနေ့မွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောက်စိတ်လေးတွေရှိတတ်တယ်နံပါတ်6ခေါ်ငါးကဏ္ဍနေကျိုးပေးတဲ့အနည်းအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ရင်အောင်မြင်စေပြခြင်းကိုရနိုင်ပါတယ် အနီယံပန်းမွေလေးတွေဖျားကတ်သူပူဇော်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်ရင်ရာရာစီပြေသောကံတွေတိုးတက်တဲ့ကံတွေရရှိပါမယ်။ကျေးဇူးတင်ပါတယ်။ငါးနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ဇူလ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းအပြောင်းလဲရှိမယ်။အရဝေးမှကောင်းတဲ့ရင်ကြုံမယ်။လူမျိုးခွဲအကျိုးပေးမယ်။ငွေချင်းရဆုံးမယ်။ ကျောင်းဝင်တောင်းယူရမှခံရင်သူများပြဿနာကိုပြဿနာဖြစ်မယ်။နေရာပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်။ရဝင်းနဲ့ဆက်ဆက်မှုကြိုးပြင်းမယ်။ကောင်းသောအရာဝေးမှသတင်းစကားတွေကိုလက်ခံရရှိမယ်။အမေဖွားတို့ကြမ်းမဲ့ချူကြမယ်အသက်ညံမရှိဘူး။ဥတီကျက်ပြောင်းပြီးလောကန်ခြင်းရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။ကိုယ်ပိုင်ယက်တီကျက်နဲ့ရှေတူလောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်။ တရက်နေ့မှာကြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ဝေကြီးကုန်ကြများမယ်။ဉာဏ်နဲ့ရှင်ပြီးလောက်ရမယ်။မြောင်းရက်ကိုတည်သွားစရာနည်းဖြစ်တတ်တယ်။မင်းနဲ့ဆယ်နိုင်ခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။နှစ်ရက်နေ့အရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံပွင့်နဲ့ငွေကြေးကံလူကံကံဘဝကံကောင်းခြင်းအကျိုးပေးခြင်းရှိမယ်။၃ရက်နေ့ ရှင်ပြိုင်မှုတွေမှာအမြင်မဲ့ငွေချေးကလုပ်ငန်းကဘဝကတွတ်တက်မယ်။ရှင်မကြောင်မြင်ချင်းရှိမယ်။၄ရက်နေ့မှာရံများမယ်၊တိုက်ခတ်များမယ်၊ပြဿနာများမယ်။လူယုံဒုက္ခပေးမယ်။ငွေချေးပေးယူကိစ္စအစတတိနဲ့ရှင်ပြီးတော့အမယ်။အဲ့ဒီနေ့မှာအရှိရကုတ်တီသွားစရာနေရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းသွားလာနေတဲ့ယူဆမ်းမယ်။ ၅ရက်နေမှာအလုံးစုံကောင်းခြင်းနဲ့တုတ်တဲ့ခြင်းရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတုတ်တဲ့မယ်၆ရက်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းချုပ်မယ်၇ရက်နေမှာရှင်ပြိုင်မှုမှမြအောင်မြင်မှုနဲ့တုတ်တဲ့မှုတွေရရှိမယ်ဝိကျေကံကောင်းမယ်တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုတွေကောင်းချိုးပေးပြီးတော့တနင်္ဂနွေတင်းလာမွေးစုများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်ပါနှစ်ခုကိုကနန်းနေ့ချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီး အလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေလမ်းမှာတွေ့တဲ့လူခံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပါဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်တရက်နေ့ရက်နေ့ခုနှစ်ရက်နေ့အတွင်းမှာအရာရာဆင်ပြေမယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ် မြတ်တရားကံကောင်းပဲလူမွေးကောင်းပဲစေဝါရေးမှာတိုက်ခံကြတုတ်တယ်ပဲပြပခီလန်းကြောင့်ကြိုးပြမယ်မိသားစုရေးရာကိစ္စတွေမှာစောင်းသမျှပြောဆိုသမျှအောင်မြင်မယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနေကောင်းသောကျိုးဆက်ကိုရမယ်ကျမ်းမာရေးမှာတော့ခြူကြခြင်းရှိမယ်အနေရောမရှိဘူးထီကံသင့်သောကာလဖြစ်တယ်စေဝါကံလုပ်ငန်းကံဘဝကံတွေမှာတော့ မြန်မာနဲ့နေထားပဲကိုတည်မယ်တရနေ့ကတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ်အဲ့နေ့မှာတော်တဆတိကိုင်းမှုကနေတော့ကြူဆိုက်ရမယ်အနောက်တောင်ရကုန်တည်သွားစေရံများတတ်တဲ့မြောင်းရကုန်တည်သွားစေမတော်တဆတိကိုင်းမှုအကြီးစားဖြစ်တတ်တယ်အသွာလန်နေထိုင်ကိုကြူဆိုက်ရမှာကမနေ့စနေခွဲနဲ့စရနိုင်ချဖြစ်ပါတယ်နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ရှင်ပြိုင်မှုအောင်မြင်မယ် နာမည်အောင်မြင်မှုနဲ့ဘဝတွတ်တဲ့မှုကိုကြောင်းပဲသုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တဲ့မယ်ရည်မှန်းချက်အောင်မြင်မယ်လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်အရှိရောက်ကိုတည်သွားစံရည်မတော်ဆဖြစ်တတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်အတွင်သွားလာနေတဲ့ you said ငါးရက်နေ့မှာငွေချေစုတိုင်းဝင်မယ်လက်ဝင်မယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်၆ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်။သဘာဝသူကြောင့်ကိုရွယ်ချက် နောင်နေခြင်းချက်ကြခြင်းတွေရှိမယ်။ခုနှစ်နှစ်မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမာခြင်းကိုကြော်မယ်။တပတ်တာအတွင်းဇာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးစုတွေအနှောက်အယှက်ပေးတတ်တဲ့369ခန်းနေ့ကြိုးပေးပါတယ်။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးလုပ်ကင်နိုင်ပါတဲ့ ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းပွင့်ဖရလူပြည်လိုရာဆုတောင်းပါကျေးဇူးတင်ပါရှားသာပတိနေမွေသူအားလုံးမင်္ဂလာပါ2025ဂျွန်၁ရက်နေ့နဲ့9ရက်နေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကုသစ်တွေပေါ်ပေါက်နေတဲ့တစုံတရာသစ်ကိုလှုပ်ဖို့စေကုနေတာမတွန့်ဆုံနဲ့ရဲရဲတင်းတင်းရှေ့တုံတော့ပေါ်ပေါက်လာတဲ့စေကုသစ်တွေကိုလည်းကိုကလက်တွေ့ကြကြလှုပ်ရင်ချင်းရှားတဲ့အောင်မြင်မှုကိုရမယ် ဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်။နေနေရပြင်ချင်းပြောင်းချင်းကိစ္စဆင်ပြေမယ်။ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုဆောင်ရွက်မှုအားလုံးဆင်ပြေမယ်။လူမျိုးပဲကြိုးပေးမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်။တရက်နေ့အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကြုံမယ်။နှစ်ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြောင်းရမယ်။သုံးရက်နေ့ငွေကြေးကံလုပ်ငန်းကံကောင်း။လေးရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတည်လန်းပွဲ။ငါးရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရမယ်။ 6ရက်နေ့မေကောင်းစွေကောင်းထောက်ခွေရမယ်9ရက်နေ့လူမျိုးခွဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလုံးအကျိုးပေးမယ်သတိပေးချင်တာကရရက်နေ့မှာမြောက်ရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့ဆန်နိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူးဆက်ရမယ်တကတ်6ရက်နေ့မှာအရှိရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့9ရက်နေ့ခွဲနဲ့9ရက်တွင်သွားလာနေထိုင်ကူးဆက်ရမယ်ဒီကလာတလျှောက်လုံးမှာတနင်္လာ အင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွေစနေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နှိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ကျိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အစဉ်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ်